မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့တွင်မိုးလေဝသနှင့်ဇလဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုအစည်းအဝေးမှာထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညပူချိန်အခြေအနေများမှာစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်အောက်3ဒီဂရီဆဲစီရဲ့နဲ့ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တို့အောက်1ဒီဂရီဆဲစီရဲ့ညွှန်ခဲ့ပြီး ရခိုင်ပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်ပုံကြိမ်ထက်လေးဒီဂရီဆက်စီရပိုခဲ့ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့နိုဝင်ဘာလရဲ့ပုံမှန်ပုံကြိမ်ခန့်သာရှိခဲ့ပါတယ်မြို့လိုက်ထူးခြားတဲ့ညပုံကြိမ်များမှာဟာခါမြို့မှာ6.5ဒီဂရီဆက်စီရလိုင်းလင်မြို့မှာ9.4ဒီဂရီဆက်စီရတီးတိမ်မြို့မှာ9.5ဒီဂရီဆက်စီရရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့မှာ9ဒီဂရီဆက်စီရဟ ோம் လေးမြို့နဲ့ဟဲဟိုးမြို့တို့မှာ10ဒီဂရီဆက်စီရစီ ်ပူတောင်မြို့မှာ10.5ဒီဂရီဆဲလ်စီယက်တောင်ကြီးမြို့မှာ17.1ဒီဂရီဆဲလ်စီယက်လာရှိုးမြို့မှာ17.6ဒီဂရီဆဲလ်စီယက်နဲ့ပင်လောင်းမြို့မှာ17.8ဒီဂရီဆဲလ်စီယက်တို့ဖြစ်ကြပါတယ်ဒီကနေ့နေ့လေတနားခွဲချိန်မိုးလေဝသကြိုးတို့မှာဖမ်းယူရရှိတဲ့ပုံရဖင်္ဂလားပင်လောင်းမြောက်ပိုင်းနဲ့အရှေ့လေပိုင်းတို့မှာတိမ်အနှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဖင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တက်မှတိမ်ထွက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့အောက်ပိုင်းဒေသတွေမှာတိုင်အနှဲငယ်မှာတိုင်အသင့်တင်ဖြစ်နေပြီးကြံဒေသများမှာတိုင်ကင်းစင်တဲ့လောက်ရှိနေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေဖိအားလျော့နေနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာဒီကနေ့မှလည်းမြန်မာစံတော်ချိန်10နိုင်ခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့တိရိလင်္ကာနိုင်ငံကဲအိုရမ်မှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်ဟာဆက်လက်တည်ရှိနေပါတယ်။ အစောပိုင်းဖျားနဲ့ရောင်ဝဟာနောက်24နာရီအတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းချင်းစွာရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာမြဝကျုံပေါ်မုတ်တမခွေမွန်တနင်းတိုင်းကံရံတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းအသင့်အတဲမှာလိုင်းကျင်းနေပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိကို25မိုင်မှာမိုင်30အထိတိုက်ခတ်နေပါတယ်။လိုင်းမြင်မှာမြဝကျုံပေါ်မုတ်တမခွေမွန်တနင်းတိုင်းကံရံတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာခုနှစ်ပင်မှ၉ပင်ခန့်ရှိနေပါတယ်။ ကြံမြမပင်လယ်ပြင်မှာလိုင်းအသင်တင်ရှိပါမယ်။လိုင်းမြင့်မှာရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနေပါတယ်။မနှက်ပြန်မနှက်အထိခံမှန်းချက်များအနေနဲ့ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာကျကျနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမုတ်တေချုံရွာပါမယ်။ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ် မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတည်အသည့်အထက်ဖြတ်တောင်းပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တာယာပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလည်းဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့နေတော်ရအတွက်မနှက်ပြန်မနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာတိုင်အသင့်အတင်ဖြစ်တော့မှာမယ်အနေဆန်းပုံချိန်မှာ27ဒီဂရီဆဲစီရ80ဒီဂရီဖာနဟိုက်နဲ့အမြင့်ဆန်းပုံချိန်မှာ37ဒီဂရီဆဲစီရ88ဒီဂရီဖာနဟိုက်ရှိနေပါတယ်ရှန်ကုန်မြို့နဲ့နေတော်ရအတွက်မနှက်ပြန်မနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးတက်ချုံရွှာနေပါတယ်အနေဆန်းပုံချိန်မှာ22ဒီဂရီဆဲစီရ82ဒီဂရီဖာနဟိုက်နဲ့အမြင့်ဆန်းပုံချိန်မှာ 32 degree celsius ရဲ့60 degree fahrenheit ရှိနေပါတယ်မန္တလေးမြို့နယ်နေတော်အတွက်မနှက်ပြန်မနှက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်အနည်းဆုံးပုံချိန်မှာ20 degree celsius ရဲ့68 degree fahrenheit နဲ့အမြင့်ဆုံးပုံချိန်မှာ32 degree celsius ရဲ့60 degree fahrenheit ရှိနေပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီး ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမုတ်တချုံရွှာနေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လနဲ့နိုင်ချင်းထောက်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒတရင်များပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။